ဂျပန်ရောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုမြမအရေးမှာကူညီပေးဖို့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကတူဂျိုမြို့အမေရိကန်တန်ယုံရှိမှာတောရောက်တောင်းဆိုခဲ့တယ်လို့အိတ်ဖွင့်ပေးစာတစ်စောင်လေးပေးအပ်ခဲ့လို့သိရပါတယ်။ဟန်နာသတင်းပေးပို့ထားတာပါရှင်။ မရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဂျပန်နိုင်ငံခီးစင်မှာမြန်မာအရေးမှအကူအညီပေးဖို့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကတိုကျိုမြို့အမေရိကန်တန်ယုံရှိမှာအောက်တိုဘာ29ရက်နေ့ညနေပိုင်းမှာတွားရောက်တောင်းဆိုခဲ့ကြပါတယ်။အမေရိကန်အနေနဲ့မြန်မာအရေးကိုပုံမထီရောက်စွာအလီချဆောင်ရွက်လာစေဖို့အတွက်တိုက်တွန်းတောင်းဆိုထားတဲ့အဖွင့်ပေးစာကိုလည်းဂျပန်နိုင်ငံရှိအမေရိကန်တန်ယုံကသဆင့်အောက်တိုဘာလ22ရက်နေ့ကအမေရိကန်အစိုးရ DOSC ကိုပေးပို့နိုင်ခဲ့တာကိုဟူတန်းဇော်ထက်ကပြောပြခဲ့ပါတယ်။ကျွန်တော်တို့ အမေရိကန်သမရရဲ့ပေါ့ဂျပန်ခီးစဉ်ဒါရှိတယ်ဆိုတော့တိတိကျကျပဲကျွန်တော်ဒီမှာရှိတဲ့ဒေါ်လာရဲ့အရာစုရဲ့အကုန်အတူတူပါပေါ့နော်အာဒီမြန်မာပြည်သူတွေရဲ့ဆန္ဒကိုအာအမေရိကန်အစိုးရကိုပြဖို့ဖို့ဆိုပြီးတော့ကျွန်တော်တို့ဝိုင်းမြောက်စဉ်းစားကြကြပါရစေ။အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမှာမြန်မာပြည်သူတွေရဲ့သဘောထားနဲ့ထင်အပ်စီမဲ့ကျွန်တော်တို့စာတစားကျွန်တော်တို့အမေရိကန်တန်ရုံးအနေတစ်ဆင့်ပေါ့နော်။ဒါဒီအစိုးရအဖွဲ့ကျွန်တော်တို့ပြပို့ခဲ့ပါရစေပေါ့နော်။အဲ့ဒီစာဟာဆိုလို့ရှိရင်ကျွန်တော်အာဆီယံအစည်းအဝေးမတက်ခင်ပေါ့နော်။ဒါကျွန်တော်တို့ဒီ20ရက်နေ့တည်းကကျွန်တော်တို့ဒီအာ ျွန်တော်အမေရိကန်အစိုးရစီကိုကျွန်တော်ပြေးပို့ပြီးဖြစ်တယ်ပေါ့လေ။ဘာကြောင့်ကျွန်တော်စိုးပြီးပြေးပို့ရလဲဆိုလို့ရှိရင်အာဆီယံညီလာခံကိုမသွားခင်မှာကျွန်တော်မြန်မာပြည်သူတွေရဲ့သဘောထားကိုသူ့အနေနဲ့မှုညမ်းပြီးတော့အာဆီယံညီလာခံမှာလည်းကျွန်တော်တို့မြန်မာပြည်နဲ့ပတ်သက်တဲ့သဘောထားချက်တိချက်တွေကိုသူပြသနိုင်အောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစာကိုပြေးပို့ခဲ့ရဖြစ်တယ်ပေါ့နော်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အောင်ဆန်းစုကြည် ဓမ္မဒကြီးဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားတွေပြန်လည်လွတ်မြောက်ရေးအတွက်တောင်းဆိုခဲ့ကြပြီးအိတ်ဖွင့်ပေးစာမှာမြန်မာဒီမိုကရေစီအင်အားစုတွေရဲ့လှုပ်ရှားမှုတွေကိုအကူအညီပံ့ပိုးပေးဖို့နဲ့စစ်ကောင်ဆောင်ဦးဆောင်တဲ့အကြမ်းဖက်စစ်အုပ်စုရဲ့လူခွင့်ရေးချုပ်ဖောက်မှုတွေဒေသတွင်းတည်ငြိမ်မှုပြပြားစေနိုင်တဲ့ရာဇဝမှုတွေမွေးရစေဝါတရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုတွေနဲ့ဆေးရဆိုးမှုတွေကိုထိရောက်စွာအရေးယူပေးဖို့ဖော်ပြချပါတယ်။အမေရိကန်သမ္မတတရားဘောဒ်ဘောလည်းအလုံးတိမဲ့လို့ထင်နေပါတော့။ ့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအမေရိကန်ရဲ့အကျိုးအမေရိကန်နဲ့အမေရိကန်မဟာမိတ်နိုင်ငံရဲ့အကျိုးစီးပွားကိုတကယ်ကြီးကြီးနေတဲ့ကျွန်တော်တို့ online လေးနဲ့ကြားဖြတ်ကြားဖြတ်နောက်ထပ်ကျတော့ဒီနိုင်ငံကြီးတွေတိုက်ပွဲတွေလူရေးစေဝါတွေလူပုံကူးမှုတွေအဲ့ဒါတွေကို ဟိုဂျပန်ဟာဒီအမေရိကန်နေနဲ့ခီးခီးရောက်ကြံပေးဖို့အတွက်ကိုလည်းတောင်းဆိုထားပါတယ်။အဒီအပြင်ဒီတီအိုဆိုရရဲ့မြန်မာအရေးကိုဟိုဂျောင်းဝင်ဆက်ဖက်နေမှု ပြီးတော့တိုင်းသားအရေးစုတွေကိုဖိအားပေးနေမှုတော်လိုင်းအရေးစုတွေကိုဖိအားပေးနေမှုပေါ့ဖိအားပေးနေခြင်းနဲ့အတူဒီစစ်ကောင်စီကိုလက်နက်အင်အားငွေလက်နက်အင်အားဒီပညာအင်အားနဲ့ခေါက်ခါကူညီကြတဲ့ကိုရပ်တန့်ဖို့အတွက်ကိုအမေရိကန်တမန်တော်ကိုတောင်းဆိုထားပါတယ်။ အမေရိကန်တမဒထရန်အာဆီယံအစည်းအဝေးမတက်ရောက်မီအချိန်ကစာအုပ်လက်ခံရရှိခဲ့တာကိုပြန်လည်အကြောင်းကြားလာတယ်လို့ NUG Support တင်ဂျပန်ကတီးပေးကြပါတယ်။ဒီပါအကူပစိန်ရုံးမဟုတ်ပဲမြမအရင်ကိုနိုင်ငံတကာသိရှိအောင်လုပ်ရမှာကကျွန်တော်တို့ရဲ့တာဝန်ပါလို့လှူရှာမှုမှာပါဝင်ခဲ့တဲ့ CDM တန်အရာရှိဦးအောင်စိုးမိုးကရည်ရွယ်ချက်ကိုရှင်းပြခဲ့ပါတယ်။ဒီနေ့လှူရှာမှုကတမရီဒေါ်နယ်ထရန့်ကဒီတပိုင်းလာတယ်ကျွန်တော်တို့ကရောက်လာတဲ့ ခိုက်တက်မှာဓမ္မအရေးကိုအာရုံဆိုင်လာပြီးတော့ဓမ္မအရေးမှာသူ့ရဲ့အာရုံမှာကိုကြောင်းဝင်ဆောင်ရွက်ပေးဖို့ကျွန်တော်ကဒီပအောက်ကလောမဟုတ်ဘူးဒါပေမဲ့ကိုယ်ကမနိုင်ငံအရေးကိုဒီသူမဆိုးပေါ့နော်ဒါကြီးကျွန်တော်ခန့်မှအယုံနဲ့မကောက်ဘူးနော်။ကျွန်တော်လည်းပဲနိုင်ငံမဆိုးဘဲဘူးမဆိုး။ရေးကြည့်ပုံပေါ်မှာလည်းအာယုံဆိုင်လာအောင်လုပ်ရမှာကျွန်တော်တောက်။တိုင်းကဘာလို့ကျွန်တော်ကျွန်တော်ရောက်ချင်မှကျွန်တော်တို့တောက်ပြီးတော့ ပူပေါင်းဆောင်ရွက်တာသဘောပေါက်နော်။ဒါပြီးတော့တောင်းဆိုလှုပ်ရှားမှုလို့ကျွန်တော်လုပ်ရချင်းဖြစ်တာ။ဒါကကျွန်တော်ရဲ့ပမာဏလေးဖြစ်တာ။မြန်မာအပါဝင်အာဖဂန်နစ္စတန်ဘိုလီးဗီးယားကိုလံဘီယာနဲ့ဗင်နီဇူလာနိုင်ငံစူပေါင်းငါးနိုင်ငံကိုမွေးရစေဝါတိုက်ဖြတ်ဖို့ပြက်ကွက်တဲ့နိုင်ငံတွေအဖြစ်အမေရိကန်တမ်ဒါထရန်ကစက်တင်ဘာလ18ရက်နေ့ကတက်မှတ်ကြေညာထားပါတယ်။ SpaceX ကုမ္ပဏီကလည်းအောက်တိုဘာ22ရက်နေ့မှာမြန်မာနိုင်ငံကကြားဖြတ်ငွေလိမ်လည်တဲ့လုပ်ငန်းတွေမှာအသုံးပြုနေတယ်လို့တင်ပြရရှိတဲ့ စတားလင်အင်တာနက်စပောင်း2500ကျော်ဖျက်တောက်ခဲ့ပါတယ်ကျမဟနာပါ